British Army မင်္ဂလာပါရှင်မန္တလေးကတည်းကမှပြန်လေးကျဆွမ်းနေပါရှင် ဘေးစတက်အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အပေါ်ချုံမှုကြီးမင်းအောင်လှိုင်ဟာခြားနိုင်ငံလေးစိမ်းမှာဖက်စီခံရတဲ့လိုတရင်တွေချက်ပေါနေခဲ့ဖြစ်ပါရယ်ခြားနိုင်ငံဘန်ကောက်မြို့မှာချစ်ပါခဲ့တဲ့ဘေးစတက်ထက်တိအစည်းအဝေးကိုနာဆာကအုပ်ချုပ်အပေါ်ချုံမှုကြီးမင်းအောင်လှိုင်ကတက်ရောက်တာဖြစ်ကြောင်းယနေ့ထုတ်ပြန်ကြေညာထားဖြစ်ပါရယ်ခြားနိုင်ငံကအင်ရှင်အဖြစ်ချစ်ပါခဲ့တဲ့ဘေးစတက်အစည်းအဝေးတက်ရောက်ရန်အတွင်းနာဆာကအုပ်ချုပ်ဟာဆိုလို့ရှိရင်အေဘီလာတော်ရနေ့ဒီကနေ့မနေ့မှာခြားနိုင်ငံကိုတွားရောက်ပြီးဖြစ်ကြောင်းသိရပါရယ် ကျွန်တော်အီဗီလာ၃ရက်နေနဲ့၄ရက်နေတွင်ဘင်းစတက်အစီဝေးကိုမနက်စကအုတ်ထားတက်ရောက်မှဖြစ်ပြီးခီးစင်တွင်မှဘင်းစတက်အစီဝေးသို့တက်ရောက်ခဲ့ကြတဲ့အစိုးရအဖွဲ့အကြီးကမ်ဘရီနဲ့ထွေဆိုးဆွေးရင်းရဲ့ရှိတဲ့အကြောင်းသိရှိထားပါတယ်။ဒို့တို့တွေ့ဆုံခြင်းမြန်မာနိုင်ငံတိုင်းရက်စစ်ငလင်းတပ်ဝတ်ဘေးအန္တရာယ်တွေကြောင့်ဖြစ်ပေါ်နေတဲ့အကြောင်းတွေ့နေရတဲ့အခြေအနေများကုညီကန်ဆင်းရင်းနဲ့ပြည်နယ်လေထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေများကိုဆွေးနွေးတော့မှဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖက်စကောင်းဆောင်မင်းအောင်လှိုင်ဟာယနေ့နဲ့နောက်ပိုင်းလေယံမှု ုတိယပုံမူကြီးမင်းမင်းစုပေါင်းနေခဲ့တဲ့စစ်တပ်အထူးလင်းရင်ဖြင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာသွားခဲ့ပြီလို့သိရပါတယ်။